အနာသိစစ်ကောင်စီကရွေးကောက်ပွဲကျင်းပဖို့ကုန်ကြစည်းကိုလေးပုံတပုံသားခွင့်ပြုထားတဲ့အတွက်တနိုင်ငံလုံးရဲ့မင်းဆန်ထားတဲ့တရားအောက်ပဲကျင်းပနိုင်တော့မေးလို့နိုင်ငံရေးပါတီတွေကပြောပါတယ်။ဒီသတင်းကိုအောင်သူပေးပို့ထားပါတယ်ရှင်။အနာသိစစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ကဒီနှစ်အကုန်မှာကျင်းပမဲ့ရွေးကောက်ပွဲမှာအသုံးပြုဖို့အတွက်ကုန်ကြစည်းကိုမဲဆန္ဒနဲ့330အတွက်တင်ပြတောင်းဆိုခဲ့ပြီးမဲစစ်ကောင်စီဘက်ကလေးပုံတပုံကိုသာခွင့်ပြုထားတာကြောင့် မဲဆန္ဒနဲ့90ဝန်းကျင်မှာသာရွေးကောက်ပွဲကျင်းပနိုင်တော်မယ်လို့နိုင်ငံရေးပါတီတွေကခံမှန်းပြောဆိုကြပါတယ်။အဲ့ဒီကုန်ကြမ်းစည်းတွေက ရွေးကောက်ပွဲကျင်းပမဲ့မဲဆန္ဒနယ်တွေအတွက် electronic နဲ့မဲပေးမှုအပြင်မဲယုံကုန်ကြမ်းစည်းတွေအတွက်တောင်းခံတာဖြစ်တယ်လို့အဲ့ဒီအကြောင်းကိုသိရှိတဲ့သူကနေသင်ကြားသိခဲ့ရတာလို့တိုင်းလန်ရှမ်းပြည်မျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌကပြောပါတယ်။ တည်ရဆိုတော့တို့ကလေကျွန်တော်တို့ဒီတို့အီလက်ထရိုနစ်မဲပုံးတွေဘတ်ဂျက်တင်လိုက်တာလေးပုံပုံမဲချပြီးတယ်ဆိုတော့အပိုင်းလိုက်ပိုင်းလိုက်လုတ်သွားတော့မယ်လို့ပဲကျွန်တော်တို့အနေနဲ့မှတ်ချက်ပြန်ပေးရတာပေါ့လေအဲ့ဒါဒါစကောင်စီဘက်ကတော့လက်ရှိအချိန်ကြီးရုပ်ောက်ပွဲနဲ့တက်ဆိုင်တဲ့ဥပဒေနီးဥပဒေနဲ့ရုပ်ောက်ပွဲကျင်းပမဲ့ရဲ့အတိအကျကိုတရားဝင် ထုတ်ပြန်ကြေညာခြင်းမရှိသေးသလိုရုပ်ောက်ပွဲကျင်းပမဲ့မဲဆန္ဒနဲ့အရေးအတွက်ကိုလည်း တည်ရဝင်ထုတ်ပြန်ထားခြင်းမရှိသေးပါဘူးအနာသိန်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်နဲ့နိုင်ငံရေးပါတီတွေနဲ့တွဲဆုံခဲ့တဲ့အချိန်တုန်းကတော့တနင်္ဂနွေနေ့မှာတိုက်ပွဲတွေဖြစ်နေတာကြောင့်တင်းကျင်အေဂျင်စီရွေးကောက်ပွဲကျင်းပလို့ရနိုင်မဲ့မဲဆန္ဒနဲ့တရား60ကတ်မှာရွေးကောက်ပွဲကျင်းပဖို့ရထားတဲ့အကြောင်းပြောဆိုပါတယ်အဲ့မဲ့လက်ရှိမှာတော့တနင်္ဂနွေလုံးအဆင့်ဝင်ပြိုင်ကြမဲ့နိုင်ငံရေးပါတီတွေကိုစစ်ကောင်စီခန့်ယူကောက်ပွဲကော်မရှင်က မဲဆန္ဒနဲ့တရားဝင်ခြင်းအတွက်ဝင်ရောက်ရှင်မြန်ကြမဲ့ကိုယ်စားလှယ်လောင်းတွေကိုရှာထားကြဖို့ပြောဆိုထားတဲ့အကြောင်းကိုမြန်မာနိုင်ငံတောင်လသမဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌကဒီဝီသတင်းဌာနကိုပြောဆိုပါတယ်မြို့နယ်ပေါင်း၁ရာဆိုပြီးတော့ကော်မရှင်ကသတ်မှတ်တယ်အရင်တော့130ပေါ့နော်မြို့နယ်ပေါင်း100ဆိုရင်တမြို့နယ်၄ရောက်ဆိုရင်တော့အဲလူ400ပေါ့နော်အဲတမြို့နယ်ကတော့လူ400ကတော့ထွက်ပါတယ်ဟိုကျွန်တော်တို့ဘာဥပဒေမှထွက်မလာသေးတော့ အော်မြို့နယ်ကျွန်တော်တို့တနိုင်ငံလုံးပြိုင်မဲ့ပါတီတွေကိုမြို့နယ်တရားတိရှော့ချပေးတယ်လို့ပဲပြောသေးတာလေအဲမြို့နယ်တရားကိုဆက်လုပ်ပေးမှာလားဒါမှမဟုတ်150ကိုလုပ်မှာလားဆိုတော့ကျွန်တော်တို့လည်းကကနနာတော့မသိသေးပါဘူးခင်ဗျအာနာဒေးစစ်ကောင်းဆောင်ကတော့ဒီနေ့အကုန်မှာကျင်းပမဲ့ရွေးကောက်ပွဲကိုနိုင်သူအကုန်ယူ၁၂နှစ်ရောအချိုးကျကိုစားပြုပြီးရွေးကောက်ပွဲ၁၂နှစ်ပါပေါင်းဆက်ပြီးကျင်းပမယ်လို့ပြောဆိုထားပေမဲ့ ဘယ်လွှတ်တော်တွေကိုဘယ်စနစ်နဲ့ကျင်းပမလဲဆိုတာကိုတိတိကျကျပြောဆိုထားခြင်းမရှိပါဘူးစစ်ကောင်စီဘက်ကကျင်းပမဲ့ရွက်ောက်ပွဲကိုဝင်ပြိုင်ကြဖို့ပါတီမှတ်ပုံတင်ထားတဲ့နိုင်ငံရေးပါတီ54ပါတီရှိပြီးမှတ်ပုံတင်ခွင့်ပြုဖို့ထပ်မံလျှောက်ထားတဲ့နိုင်ငံရေးပါတီ28ပါတီရှိပါတယ်တိုင်းဒေသတွေအဖွဲ့အစည်းတွေနဲ့စစ်အာဏာသိမ်းမှုကိုစန့်ကျင်တော်လှန်နေတဲ့နိုင်ငံရေးအင်အားစုအလုံးကတော့အာဏာသိမ်းစစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲကိုအတိအမှတ်ပြုမှာမဟုတ်ဘူးလို့ထုတ်ပြန်ထားပါတယ်ကျွန်တော်အောင်သူပါခင်ဗျာ